报告表里面，January oh, thirteen。January thirteen。January thirteen。巴拉鲁。January thirteen。January thirteen。January thirteen。喂，怎么？<laughs> January 13 January 13 let's go 2026 or 2026တွေ့ရတိုင်းပဲ brother တို့ကျွန်တော်တို့ရဲ့ high till release date လေးကိုတော့ရပြီဖြစ်ပါတယ်ခင်ဗျာ January 13ရက်နေ့2026ဖြစ်ပါတယ်လုံးဝဒီလိုနေမျိုးကမထင်မှတ်ထားစရာပဲเนาะတကယ်လည်းမထင်မှတ်ထားစရာပဲကျွန်တော်တို့9နှစ်ဆောက်ခဲ့ရတယ်နောက်ဆုံးမှာတော့10 Y လို့ပြောလို့ရရပါတော့ အဲ့ဆိုတော့ဘာလာမလဲကျွန်တော်အရင်ပြောပြမယ်ဒီ TV ရောလုံးဝ script မပါဘူး TV မှာကျွန်တော်ကြိုရေးထားတာတွေဘာမှမပါပါဘူးနှစ်ပတ်ပဲရှိသေးရောနော်ကျွန်တော် high tail ကို save တာနှစ်ပတ်ပဲရှိသေးတယ်ကျွန်တော်ဒီ high tail ကိုပြန်ရခဲ့ပါတယ် right ပြီးရင်တခုရှိသေးတာ brother တို့ဒါ pre order လို့ရမှာဖြစ်ပါတယ် high tail မထွက်ခင်မှာ high tail ကိုအရင် pre order လို့ရမှာပါဒီ pre order ကတော့ December 23ရက်နေ့ကျရင်ဖွင့်မှာဖြစ်ပါတယ်ဒီဇင်ဘာ23ကမတည့်ရသေးတော့ ် IT trailer ထွက်တဲ့နေ့ပဲဖြစ်ပါတယ် IT trailer ထွက်တဲ့နေ့မှာပဲကျွန်တော် pre-order လုပ်ရမယ် game ကတော့ finish တော့မဖြစ်သေးဘူးဒါပေမဲ့ဒီအတိုင်းပဲကောလုံးစောင့်နေရဆိုတော့ pre-order ကြောင်းပေါ့နော်မတည်တဲ့သူတွေတော့ကလည်း game က20ဒေါ်လာဖြစ်မှာပါ20ဒေါ်လာပေါ့နော်ဒေါ်လာ20ညီမငွေနဲ့ဆိုရင်တော့8000ကနေ3000လောက်ထိရှိမယ်အလုံးအရင်အလိုပြန်ဖြစ်သွားပြီ okay ီဂိမ်းอ่ะဒီဂိမ်းอ่ะ2019မှာထွက်ဖို့ကြံလာတာ2019 2019မှာဒီလိုပဲသူတို့ post တွေတင်တယ်အများရန်ဒီလိုပဲ update တွေအရန်တင်တယ်တင်ပြီးတော့နောက်20ရောက်သွားပြန်နောက်20မှာ delay လိုက်တာ2021ဆိုပြီးတော့သွားတယ်အဲ့တော့နောက်21မှာကျွန်တော် channel လေးကိုကျွန်တော်စခဲ့ပါတယ်ဒီ channel ပေါ့နော်ဒီ channel channel ကိုစခဲ့တယ်ပြီးတော့နောက်21မှာကျွန်တော် video တွေလုပ်နေတဲ့ ဗီဒီယိုမလုပ်ခင်เนาะဒါဗီဒီယိုမလုပ်ခင်ကျွန်တော်ဗီဒီယိုမလုပ်ခင်မှာ2023ကိုသူတို့ delay လိုက်တယ်အဲ့မှာ delay ရဲ့အချိန်မှာသူသူတို့ Riot ကဟာရီလဲထွက်တယ်ဗောနော Riot game play လဲထွက်တယ်အဲ့လို delay လိုက်တဲ့အချိန်မှာကျွန်တော်ကတော့ဒါတေချာသွားပြီလို့ထင်တယ်ဗောနော်သူတို့လည်းတေချာအောင်ပြောပါတယ်2023ထက်လုံးဝလိတ်ပြီးထုံမှာမဟုတ်ပါဘူးပြီးရတယ်ပဲ2022မှာကျွန်တော်တို့လုံးဝအပီးပိုင်း delay လိုက်ပါတယ်ပြောချင်တာ date တွေပိုင်းလည်းပြန်မတိရတော့ဘူး ရာယောကလည်းပိုင်သွားပြီ new engine ကိုလည်းထွင်နေတဲ့အတွက်အချိန်လေးတော်တော်ကြာအောင်မယ်လို့သူတို့ပြောတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့စောက်လိုက်တယ်ဗျစောက်ပြီးတော့ဒီနှစ်ပေါ့နော်2025ဂျွန်လဂုံလောက်မှာ high tail delay သွားတယ် high tail ဒီ cancel သွားပါတယ် cancel ပြီးတော့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကမကြသေးဘူးဗျကျွန်တော်ကဒီ game ကိုလုံးဝလက်လွတ်မှာမဟုတ်ဒီ community တစ်ခုလုံးကဒီ game ကိုလက်လွတ်မှာမဟုတ်ဘူးဗျ အဲ့ဆိုကျွန်တော်ဝိုင်းပြောကြရတယ်ကျွန်တော်တို့ပြောတာကြီးကြောင်းစိုင်မောကကျွန်တော်တို့ကြားသွားတယ်ပေါ့နော်အဲ့မှာလည်း6လပဲကြာတယ်ဗျာ6လ6လတော့မကြာဘူးပေါ့နော်9လလို့ပြောလို့ရတယ်9လပဲကြာတယ်ကျွန်တော် height ကိုပြန်ရခဲ့ပါတယ်တတိလုံးကဒါ gaming world ထဲမှာတစ်ခါမှမဖြစ်ဘူးဗျာဘာသာလို့ကင်းတဲ့ video တော့ကြည့်လို့ရတယ်ပေါ့နော် gaming world မှာဒါတစ်ခါမှမဖြစ်ဘူးဒီလို company ကြီးစီကနေဒီ indie developer လေးကပြောင်းဝယ်ဆိုတာတစ်ခါမှမဖြစ်ဘူးတဲ့အရာပါကြည့်ဆိုဒီမှာပြောရပြီးသားပဲ height ကို exploration မဟုတ်ပဲလအောင်မယ် creative tool စီရကျွန်တော် video လုပ်မယ် video လေးကိုစောင့်နေပေးပါ creative tool စီရတော့ဒါလုံးဝ day 1နဲ့ရရှိမှာဗျာ brother တွေ content ထွင်နေတဲ့သူတွေ day 1နဲ့သူတို့ welcome မိတာပဲ day 1နဲ့ brother တို့အင်္ဂိမ်းနဲ့မှာ tools တွေအများကြီးရှိတယ်ကျွန်တော် reaction video တင်ပေးမယ် tools တွေအများကြီးရှိတယ် cancel ပြီးနောက်ပိုင်းလဲသူတို့ developer 40ပဲကျွန်တော်40ပဲပြန်ခန့်တာပေါ့နော်40ပဲပြန်ခန့်တယ်သူတို့ဒီထက်လည်းပိုမလို့ အရင်ကလို job list နေပါလေဆိုတော့မရှိတော့ခုတို့90နဲ့၃လောက်90ပဲ90အပြည့်ပဲ gain ကလည်း update တင်တာတော်မြန်ပါတယ်တို့အစားဆို fishing မရှိသေးဘူးဒါပေမဲ့ fishing ချက်ချင်းရောက်လာရဗျာချက်ချင်းပဲ like တရက်ပဲကြာတာ fishing အဲ့လောက်ကိုမြန်တာဗျာ gain က gain မြန်တဲ့အပြင်စိုင်းမောကလည်း Twitter မှာဆိုအမြဲတမ်းစကားပြောရဗျာအမြဲတမ်းစကားပြောရ community နဲ့ချိတ်ဆက်ကအမြဲတမ်းရှိရဗျာစိုင်းမောမှာအဲ့ကြောင့်ဝယ်မစောကျင်တဲ့သူတွေကတော့ မဝယ်ပါနဲ့အောင်ပရီအော်ဒါမတင်ပါနဲ့သူတို့လည်းအတင်းမတင်ခိုင်းပါဘူး high chill ကပြန်လာပါပြီကျွန်တော်တို့လည်း high chill ကိုမကြခင်ရတော့မှဖြစ်ပါတယ်ဒီကအဲ့ဒါပဲကျွန်တော်လည်းအရန်ပြောတယ်ကျွန်တော်အခုဒီခံပတိုးရီတော့ခံစားရတယ်ကျွန်တော် brother တို့ပြောပြလို့တော့မရတော်တော်ပြော high chill ရဲ့ countdown ကိုလည်း official တက်ကြည့်လို့ရပါတယ်ဒါထွက်မဲ့ date ပါဒီမှာကြည့်ရတဲ့အချိန်မှာတော့44ရက်ပဲကျန်ပါတော့တယ်နှစ်နာရီထပ်မတော့ဆိုတော့44ရက်ပဲကျန်ပါတော့တယ် ကျွန်တော်တို့ high day ကိုတွေ့ဖို့တလားကြာကြာပဲကြံပါရတယ်။အဲ့ဒါဆိုတော့အလုံးကိုကျေးဇူးတင်ပါတယ်။ high day ကလည်း9နှစ်ကြာသွားတယ်။9နှစ်တွေ့မှလည်းဖြစ်ပြတ်တာရအများကြီးပဲ။ကျွန်တော်တို့တွေရော high day ကိုပြောင်းလဲသွားတာရအများကြီးပဲ။အဲ့မဲ့ကျွန်တော်တို့အရင်ချိန်ကိုပြန်ရအောင်ပါဘောနော်။အဲ့ဆိုတော့ brother တို့ကိုကျေးဇူးတင်ပါတယ်။ Simon နဲ့ high day team ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီ channel ကို support ပေးခဲ့တဲ့သူတွေအားလုံးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ New Year ကြရင် နောက်ခြေလှမ်းအတွက်ကို ကျွန်တော်တို့ဆက်လို့ရပါပြီ။ Brother တို့နောက် video မှာတွေ့ပါမယ်။